ရသည်ဒီအခုနောက်ဆုံးအနေနဲ့ကတော့တေးသန့်ရှင်ရေသနာမိုင်းနဲ့တွေ့ဆုံမေးမြန်းထားတဲ့ဒုတိယပိုင်းကိုရှုစားရတော့မှာဖြစ်ပါတယ်။ဒီတစ်ခေါက်မှဆိုလို့ရှိရင်တော့ဒါခင်ရေသနာဥကနေမှတေးသန့်ရှင်ရေသနာမိုင်းကိုသူ့ရဲ့လှပရေးရနဲ့ပတ်သက်ပြီးတော့မေးမြန်းထားတယ်လို့သိရပါတယ်။ဒီတော့တို့တွေဘာတွေပြောနေကြမလဲဆိုတာကိုတော့ကျွန်တော်တို့အတူတူကြည့်လိုက်ရအောင်ခင်ဗျာ။စီချာတွေ့သွားတဲ့ချိန်မှာ မမိုင်လေးနဲ့ပေါ့နော်အခုလိုမျိုး talk show လေးလုပ်ဖို့အတွက်ကိုပြည်သက်တွေအားလုံးကစိတ်ဝင်စားကြရတယ်ပြည်သက်တွေအားလုံးလည်းမိခွန်းလေးတွေမေးထားကြရတယ်အဲ့ဒီတည်းကမှအများဆုံးမိတဲ့မိခွန်းလေးတစ်ခုကိုပြန်ပြီးမေးချင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့မမိုင်လေးရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ခန္ဓာကိုယ်အကြောင်းလေးမေးထားပါတော့။ဟုတ်ကဲ့ပါ။ဒါဆိုရင်တော့ဒီမမိုင်လေးရဲ့ V shape ဖြစ်နေတဲ့ဘာကြောင့်လဲတဲ့အဲ့ဒါလေးပြောပြပေးပါ။အာ V shape ကတော့ဟုတ်တယ်ညီမလေး။ V shape ကတော့အမမခွဲစိတ်ထားဘူးညီမလေး။ဒီတိုင်းပဲ V shape ကိုဈေးထိုးတယ်ပေါ့နော်ဈေးထိုးပြီးတော့ Botox လုပ်တယ်အမငကိုရုပ်ကိုမှလုံးဝမကြိုက်ဘူးအမရဲ့ငကိုရုပ်ကိုလေ လောကမကြိုက်တဲ့အတွက်ကိုကလည်း main ကလေးဖြစ်နေတဲ့အပေါ်တော့အမျိုးလှကျင်နေညီမလေးအရင်လှကျင်တော့အမကနေပြီးတော့ဒီပေါ်တော့အစီကြဆေးရဲနောက်ပြီးတော့ botox ထိုးတယ် v shape ပေါ်တော့ v shape လုပ်ထားတယ်အမကလုံးဝမခွဲစိတ်ထားဘူးအခွဲစိတ်ရမှာကိုအရင်ကြောက်တယ်အမကအမ်ဒီမေးစီကိုကြာ filler ထိုးထားတယ် filler ထိုးတာညီမလေးဟိုဟာလောက်ဆိုရင်ပြန်ပျောက်သွားမှာပြန်ပြီးတော့ပေါ်တော့အလိုမျိုးငကိုရုပ်ပြန်ဖြစ်မှာကိုလာလောက်နေကြာတော့ငကိုရုပ်ပြန်ဖြစ်သွားမယ်ညီမလေးအဲအဲကြာတော့အမဒီမေးစီ နဲ့ချွန်နာကြတော့အမအကိုပေါ့နော် feedback အနေနဲ့အမရဲ့ audience တွေအမရဲ့ fan တွေကပြောပါပေါ့နော်မေးစီချွန်နာနဲ့တိတ်မလိုက်ဘူးပေါ့နော်အဲ့လိုမျိုးခွဲစိတ်ထားရလို့ထင်ရတယ်ပေါ့နော်အမရေညီမလေးခွဲစိတ်ထားရလို့ထင်ရတယ်နောက်ဆိုလို့ရှိရင်အဲ့လိုမျိုး failure မထင်းနဲ့ဆိုပြီးအဲ့လိုပြောတယ်ဟုတ်ကဲ့ပါ official လို့ပဲမယ်အမက channel လူတွေလည်းအဲ့လိုမျိုးပေါ့နော်တချို့မင်းသားမင်းသမီးတွေဆိုတာတွေလည်းလုပ်ထားရရှိတယ်ဒါပေမဲ့သူတို့ကျတိတ်မသိတာပါဘာလို့လဲဆိုတော့ဒီ failure မထိုးထားအမကျ failure ထိုးတော့အမငကူရုပ်ကကျတော့အဲ့လိုမျိုးဟိုပါလေနေနေပြဲပြဲဆိုတာလေမမမျက်နှာပြဲပြဲလာလေပေါ့နော်ပါပါလည်းဖောင်းနေဟုတ် ဆိုတော့မမကကြတော့တချို့ပါဖောင်းတော့ညီမလေးတို့ဆိုလို့ရှိရင်ပါဖောင်းပေါင်းလေးနဲ့လှတယ်အမပါဖောင်းတာကြောင့်အမအေးကျေးဇူးတင်ပါဘောဘောမစားပါဘူးတကယ်တကယ်မှန်တိုင်းပြညီမလေးကချောမမဘယ်လိုဆိုမမရဲ့ငကူကကြောင့်မမကကြတော့တိုင်းရင်းသားလေးဖြစ်နေရပါမမပဇာဝန်အရန်ကားတယ်ကားတော့ပါကလည်းဖောင်းတော့အကြီးဖြစ်သွားအမစကောဝိုင်းလို့ဖြစ်သွားအမလုံးဝမကြိုက်ဘူးအားနဲ့အမကနေပြီးတော့ အဲ့လိုမျိုးပေါ့နော်ဗီရှိတ်လေးပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တယ်ဒီမှာလေဟုတ်ကဲ့မမဒီရောပြည်သက်တွေအားလုံးစိတ်ဝင်စားနေကြတာလေအခုဆိုရင်ဒွိဟာလည်းမဖြစ်တော့ဘူးအားလုံးလည်းတည်ပါပြီနော်ဒီတော့နောက်ထပ်ဒွိဟာဖြစ်စရာတစ်ခုရှိသေးတယ်ဒါကနှာခေါင်းဟုတ်ကဲ့နှာခေါင်းကတော့အမအမှန်တိုင်းပြောတာအမအခုဆိုလို့ရှိရင်အမဗီရှိတ်လုပ်တယ်ဆိုလည်းပြောတာပဲဒါပေမဲ့အမကနှာခေါင်းကိုတကယ်မှမလုပ်ထားညီမလေးတကယ်မလုပ်တဲ့အတွက်မလုပ်ဘူးပြောတာလေအမရဲ့ငကိုရုပ်တွေကိုလည်းကြည့်လို့ရတယ်ငကိုရုပ်တွေလည်းအမကားကားတော့အမနှာခေါင်းကချွန်နေတယ်ဒါပေမဲ့အဲ့ဒီတော့အမကဒီလိုမျိုးနှာရမ်းမဖော်ဘူးအခုခေတ်ကျတော့နှာရမ်းလေးဖော် ါ်တဲ့ခေဖြစ်နေရတယ်။ပြီးချက်ချက်ကလည်းပိုပေါ်တယ်ညီမလေး။ချက်ချက်ကလည်းဟိုဘယ်လိုပြောရမလဲ။အမကနှာရိုးလို့ထင်းနေအောင်ဖော်ပြီးတော့အဲမသိရင်ပေါ့ပြင်ထားတယ်ဆိုပြီးဟုတ်တယ်။အဲ့လိုမျိုးလာမေးကြရတယ်။အဲ့လိုမျိုးလာမေးကြရတယ်။ဖန်နေဆိုလည်းမေးရင်မမရေးတယ်ဟိုလိုမျိုးပေါ့နော်နှာခေါင်းပြင်ထားလားဆိုတော့နှာခေါင်းပြင်ထားလားပြင်ရင်တော့ပြင်တယ်လို့ပြောမယ်။အခုကကြောင့်တကယ်ကိုပြင်မထားလို့ပေါ့။တကယ်ကိုပြင်မထားအောင်ဟိုငငယ်လေးတည်းက အားတခုကတော့အားသာချက်လိုမျိုးရှိသွားဘယ်လို့ဆိုဖဖေကနှာယိုးကျိုးတယ်ဖဖေကနှာယိုးကျိုးတော့ဒီနှာယိုးမကျိုးအောင်ဆိုပြီးတော့အလိုမျိုးပေါ့နော်အဖေမေတွေပေါ့အဖေမေတွေကနေပြီးငငယ်လေးတွေကနှာခေါင်းကိုဟိုလိုမျိုးဆွဲတာနှုတ်တိုက်နေနေလဲဆွဲအမေကနှုတ်တိုက်နေနေလဲဆွဲဆိုတော့ဒီဘယ်လိုပြောရမလဲနှာခေါင်းကတော့တကယ်မပြေဘူးညီမလေးတကယ်ဟိုပါပေါ့နော်မှန်တာကိုပြောတာညီမလေးမှန်တာပြောရင်သူသိစေစီဒီအပေါက်ဆုံးဖြစ်ရပါဆိုတာလိုက်ပြီးကြိုလိုက်ပြီးပြောတာအဲ့ဒါကြောင့်အကဲပြီးမယုံဘူးဆိုလို့ရှိရင်ကြာတော့လူမျိုးဖန်နေဆိုလို့ရှိရင်တချို့လာဆွဲတယ်မအပြင်းလားအပြင်းလ ာဟိုပြင်ထားလို့ရှင်သူကဆွဲလိုက်ပြီးဆိုတော့ friend ကဒီလိုစောင်းရမယ်မရစောင်းရမယ်ဆိုတော့လာဆွဲကြည့်ရဲ့ဟိဟိ sorry နော်မမရဲ့ဟိဟိရဲ့ဟုတ်သားပဲမပြင်ထားဘူးတဲ့ဟုတ်ကဲ့ပါမမိုင်လေးနောက်ပြီးတော့ပရိသတ်တွေအားလုံးကသိချင်ကြတဲ့မိခွန်းလေးရှိတယ်ဒါကတော့မိုင်လေးရဲ့ဒီ body structure ဘိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဘယ်လိုမျိုးတွေထိမ့်သိမ့်ပြလဲအစီပိုမရှိအောင်လို့ဘယ်လိုမျိုးတွေလှပနေရလဲတဲ့ အစီဘိုမရှိအောင်အမညာပိုင်းဆိုအစားလျှော်စားတယ်အမကလည်းအရန်ကိုလေပိန်ကျင်တယ်ညီမလေးအစတော့မမပြည့်ပြည့်လေပြည့်ပြည့်ဆိုတော့အဟိုဒါမဲ့ပြည့်ပြည့်ဆိုပေမဲ့ညီမလေးအမှန်တကယ်စိတ်ထင်တာအမှန်တကယ်ဟိုအမကိုယ်တိုင်လည်းထင်ခဲ့အရင်ကအမမျက်နှာကြီးရောလေအမမျက်နှာကြီးရောခန္ဓာကိုယ်လည်းလိုက်ပြီးရောဟိုကနခက်ဟိုကလေဟိုကဖြစ်တယ်လို့ထင်ကြတာပေါ့နော်အမှန်တကယ်အဲ့အဲ့ဒီကလေးကအမခန္ဓာကိုယ်ကသိပ်ပြီးရောဟိုဟိုကမဖြစ်ဘူးညီမလေးအရန်ကြီးအလိုပြည့်ကြီးထဲမှာမပါဘူးညီမလေးပြည့်တော့ပြည့်ရယ်မျိုးလမောင်းနေဆိုလို့ရှင်ပြည့်ရယ်ပေါ့နော်ပြည့်ပေမဲ့အမ ပိန်သွားတဲ့အချိန်မှာအမဒီပေါ့နော်ဒီမျက်နှာပေါ့နော်တွယ်သွားတဲ့အချိန်မှာခန္ဓာကိုယ်ကပါလိုက်သေးွားတယ်လို့ထင်ရတယ်အဲ့လိုမျိုးလိုက်ပိန်ွားတယ်လို့ထင်ရတယ်အဲဒါပေမဲ့လည်းအမဒီအစားလျှော့တာကြီးလည်းပါတယ်ညီမလေးအစားလည်းလျှော့တယ်အမကဒီဒါပေမဲ့အခုလည်းညာပိုင်းဆိုစားနေပြီညီမလေးစားနေပြန်ပြန်မတက်လာတော့ညီမလေးအမအကြောင်းဘာလို့လဲဆိုတော့အမရဲ့ဟိုအားကြောင့်အမအယိုးသေးတယ် အယိုးသေးရောအမအဲ့လိုမျိုးပေါ့နော်ကိုပိုးပိန်တယ်လို့ထင်ရတယ်အယိုးသေးရောဘလောက်ဆာဆာအညဖက်ပေါ့နော်ဟိုအခုဆိုလို့ရှိရင်အိတ်ခန်ကြီးလဲဆာပြန်မတက်လာတော့ဘူးညီမလေးအဲ့ဒါတခုတော့ဟိုကန်ကောင်းတယ်လို့ခေါ်ရမယ်ဒါပေမဲ့ပြန်တက်လာရနေရတခုတော့ရှိရင်ဘိုက်ပေါ့နော်ဟုတ်အဲ့လိုပေါ့နော်ဘိုက်လေးပါဆိုတာဘိုက်ပြဿနာဟုတ်တယ်နော်ညီမလေးအဲ့လိုချက်ထားချက်ထားရတယ်အဲ့ဒါကြောင့်ဟုတ်တယ်ချက်ထားတော့နော်အမှန်တကယ်တော့အမျိုးသမီးလေးဆိုလို့ရှိရင်အဲ့လိုချက်ထားလို့ရှိရင်အကျင့်ပါသွားတယ်ညီမလေးကိုဟိုဘိုက်ကအဲ့လိုမျိုးချက်ပါမြန်အကျင့်ပါပြီးတော့ထိုင်နေလို့ရှိရင်လည်းချက် ပါတယ်အမေရိကန်ကိုပဖောင်းလာလိုက်လို့ရှင်လဲဟိုအစီရတော့ရှိရဲ့ဟိုအမျိုးသမီးတွေမှာဂျင်းကစားတဲ့အမျိုးသမီးတွေဆိုရင်တော့မရှိဘူးပေါ့နော်အဲ့လိုမျိုးကိုယ့်အနေနဲ့ကိုဂျင်းမကစားဘူးကိုယ့်ကိုယ့်အနေနဲ့ကိုအိမ်မှာပဲအစားရှော့မယ်ဆိုလို့ရှင်တော့တခါတလေတော့အဲ့လိုမျိုးပေါ့နော်ဘိုက်မှာအပိုးစီစုလေးရှိရဒါမဲ့လေအမြဲတမ်းဟိုအကျင့်သားရအောင်လို့ရှက်ရှက်ထားရတော့သူ့အလိုလိုပြန်ချက်သွားအောင်ညီမလေးအဆင်ပြေသွားတယ်ညီမလေးနော်အဲအဓိကကတော့အမ ချင်းကစားဖို့လုပ်သေးရင်အမအဓိကပေါ့နော်ပိန်ဟိုလေးပိန်နာကပိန်သွားတယ်ပိန်မင်မဲ့ဟိုအမအစားလျှော်ပြီးပိန်တယ်ပေါ့နော်အာတခါချင်းကစားမယ်ဆိုပြီး face မှာပေါ့အမသွားအပ်တယ်သွားပြီးပတ်စံနေပါတယ်တွင်းပြီးပါတယ်တွင်းမျိုးမှာတက်တက်အရက်ပဲကစားပြီးရယ်နောက်နေမသွားဖြစ်တော့ဘူးပြန်မှန်ပါလား ပင်မဝါလို့လဲမုံညီမလေးဘာဖြစ်လို့မှန်းမသိဘူးဟိုတချင်းဆိုတာကြီးပါရှိရောအဲ့လိုမျိုးပေါ့နော်သွားတိုက်နေတော့ညီမလေးအဲ့လိုမျိုးတတလဘူးကြိုးသွင်းထားပြီးတော့မကစားဖြစ်တော့ချိန်လည်းမပေးနိုင်ဘူးပေါ့နော်ဟုတ်ညီမလေးအခုတော့အခုနောက်ပိုင်းတော့ကစားဖို့စဉ်းစားထားတယ်ညီမလေးကစားမှာထက်မေမေကပြောတာကြဟိုပါပေါ့နော်အကသင်နဲ့အကသင်တော့ဘာဖြစ်ဖြစ်ကိုတချင်းအတွက်ကိုလည်းစတမီနာလည်းကောင်းတယ်ကိုကြီးလည်းစစ်တယ်ပေါ့နော်အဲ့လိုမျိုးအခုနောက်ပိုင်းတော့ဒန်ဆာပေါ့နော်အဲ့လိုမျိုးဒန်းစင်းအဲ့လိုမျိုးသင်ဖို့စဉ်းစားထားတယ်ညီမလေးဟုတ်ကဲ့ပါမှာဒီတော့ပြည့်တဲ့တရားလုံးလဲဘာကြောင့်ဒီလို foreign လေးကိုပိုင်ဆိုင်ထားလဲဆိုတာသိပါပြီပေါ့နော် ဟုတ်ကဲ့ပြပါလေကဲပါမမခုနောက်ပိုင်းပေါ့နော်မမဆိုရင်ဒီရခိုင်မိပြားအနေနဲ့ပေါ့နော်ပဒမားတီဝီဆော့မဲကြည်အဲ့မှာဆိုရင်ပြိသက်တရားလည်းရခိုင်မိပြားလေးအနေနဲ့မြင်ကြရတယ်ဒီတော့ဒီပြဆက်လေးပေါ်မှာပြိသက်တရဲ့ feedback ကဘယ်လိုရှိလဲဟုတ်အဲ့တော့ feedback ကလည်းအားပေးကြပါတယ်ညီမလေးမမကတော့ဘယ်လိုမျိုးစကားထစ်တတ်တယ်ဟိုအာအာယုံကျော်အာနေလို့ရှင်စကားထစ်ပြီးအာထစ်လို့ရှင်မမပြဆက်ကနေတဲ့အချိန်မှာအဲ့အဲ့ဒီမှာဆိုလို့ရှင်ဒီကိုကြီးနေတိုးတို့ကိုကြီးရန်အောင်တို့တွေပါတယ်ပါတော့ဘယ်လိုပြောကြလဲဆိုတော့ ဒီပွဲလုတ်တဲ့လူပေါ့နော်မိုင်းလေးနေရာပေါ့နော်ဒီပေါ့နော်အခုအချိန်မှာဟိုဆောမဲကြီးဆိုတဲ့ဟာအတိုင်းခေါင်းကြီးလို့ဖြစ်နေရဲ့ဖြစ်နေရဆိုတော့မိုင်းလေးကစကားထစ်တတ်တယ်ရုပ်ရှင်တို့ဗီဒီယိုတို့ဆိုပြန်ပြီးရိုက်လို့ရတယ်နှစ်ခေါက်တဲ့နှစ်ခေါက်သုံးခေါက်ပေါ့နော်ခေါက်ခေါက်ခါခါရိုက်လို့ရတယ်အခုပြဆက်ကြီးမှာတဲ့နည်းနည်းစကားထစ်လိုက်တာနဲ့ပေါ့နော်အဲ့လိုမျိုးစကားထစ်သွားပြီးအဲ့လိုမျိုးဖြစ်သွားတာ ਨੇ ဟိုးတဲ့အောက်ကအမျိုးသားကားဆိုင်ရုံမှာလည်းအဲ့တော့ပွဲရလေးလောက်တာဝေါကနေထိုင်ကြမယ်တဲ့အဲ့လိုပြောတယ်အဲ့လိုပြောတော့ကိုက Ờ, lưu ấy nó xây mà cao không chịu tòa bỏ nó. Ờ, lưu အာနဲ့အော်လုံငါ့ကိုစကားထည့်လို့ထင်တယ်လို့မိုင်လေးနေရာကိုပေါ့နော်တခြားလူတွေပါတယ်မြတ်လို့စဉ်းစားသေးတယ်တဲ့ဟိုနောက်ပြီးမှဥမုံမင်းတို့ပြန်ပြောပြပေါ့နော်ရှိုက်ပြီးတော့မှပဲပြောတာအဲသမီးနေရာကိုပေါ့နော်အစတော့အရန်စိုးရိမ်နေကြရတယ်တဲ့သမီးပေါ့စကားအဲ့လိုမျိုးထက်သွားမှာတို့ဘာတို့ကြီးပေါ့အဲ့ဒါကိုအရန်ကိုလန့်ကြတယ်တခါမှလည်းမလုပ်ဘူးလေပြဆက်လည်းမကဘူးဆိုတော့အဲ့လိုမျိုးပြောတယ်အဲ့လိုမျိုးပြောနောက်ပြီးတော့လည်းဒီပွဲလုတဲ့အန်တီကလည်းအန်တီတော်ရောမြတ်တစ္ဆာကလည်းပြန်ပြောတယ်သမီးချိုးစားနော်တဲ့အဲ့မှာဟိုစိုးရိမ်နေကြရတယ်အကုန်လုံးကဆိုအာနဲ့စိတ်မကောင်းဖြစ်ပြီးတော့အာနဲ့ကိုက ါပေါ့နော်မခံချင်းချင်းစိတ်နဲ့ကြိုးစားရတာအဲ့လိုမျိုးမခံချင်းစိတ်နဲ့ကြိုးစားပြီးတော့အကောင်းဆုံးဖြစ်အောင်လို့ပေါ့နော်သင်ဆက်ပြသခဲ့တာအဲ့လိုမျိုးစကားမထည့်အောင်ငါပြောမယ်ပေါ့နော်အဲ့လိုစိတ်လည်းမကောင်းဘူးပေါ့ဩဩမစိုးရင်ကြပြီးတော့တချို့ဆိုလို့ရှင်ပြောရယ်ပေါ့နော်ရန်နာမိုင်းနေရာမှာတခြားလူပြောင်းထည့်ပါလားအဲ့လိုမျိုးပြောကြရဲဆိုအဲ့လိုမျိုးအကောင်းဆုံးအနေနဲ့ပေါ့နော်ကြိုးစားခဲ့ပါတယ်ညီမလေးခဲ့ပါတကယ်လို့ပဲအကောင်းမွန်တဲ့ပြဿနာကြီးတစ်ခုလည်းဖြစ်ခဲ့တယ်နော်ကဲခိုင်းပြီးညီမလေးနေရာနဲ့ပြောတာတတ်နိုင်တယ်လို့ကိုအစွမ်းကိုလည်းကြိုးစားခဲ့တွေ့ရတယ်ညီမလေးအဲ့ဆိုရင်နောက်ထပ်တော့အဲ့ဒါရိုက်ဖို့ရှိသေးရယ်ပေါ့နော်ရိုက်ဖို့ရှိပါတယ်ညီမလေးနောက်ထပ် အမကိုလာကန်လန်းလို့ရှင်တော့အမအကောင်းဆုံးစူးစမ်းပြီးတော့ပေါ့နော်အလိုမျိုးရိုက်သွားဖို့ရှိပါတယ်အဓိကကတော့အမဟိုဒါမဲ့အလုတ်တစ်ခုကိုတော့အမအလိုမျိုးဦးစားပေးပြီးတော့ဘယ်လိုပြောအောင်အလုတ်တစ်ခုကိုစိတ်နှစ်ပြီးတော့ပို့ပြီးတော့ ပိုစူးစားခြင်းနဲ့ညီမလေးအမအလိုမျိုးအလုပ်ကနှစ်ခုဖြစ်သွားတယ်ဆိုလို့ရှင်အဲနှစ်ခုဆိုဟိုဟိုဟာလဲဟိုဟာမဖြစ်ဒီဟာလဲအာရုံဝမရှိဒါလည်းမလွတ်သွားမယ်လေအားကြောင့်အဆိုးဆိုးအမဒီအဆိုးပဲဟိုဟာဖြစ်အောင်ညီမလေးစူးစားပြီးအကောင်းဆုံးပေါ့နော်အမရဲ့ဒီဖန်လေးကို performance အနေနဲ့ရောအဆိုးအနေနဲ့ရောပေါ့အကောင်းဆုံးဆိုပြပေးခြင်းတည်းရဲ့အဲ့ဒါပြီးတော့မှအမဒီဘက်ကိုကူးမယ်လို့စိတ်ကူးထားတယ်ညီမလေးဟုတ်ကဲ့ပါဒီဘက်ကိုအောင်မြင်အောင်ပေါ့စူးစမ်းလိုက်အောင်မယ်စူးစမ်းပြီးမှဟိုဘက်ကိုကူးမယ်ညီမလေးဟုတ်ကဲ့ပါဒါဆိုရင်မမိုင်းလို့ချစ်တဲ့ပြည်သက်တွေအားလုံးလဲဒါ အရင်ဆုံးအနေနဲ့အစိုးပိုင်းမှာအာရပါရတွေ့ရမယ်နောက်ပြီးရတေးဥဆောင်မှာလည်းထပ်ပြီးတော့လာအောင်မယ်ပေါ့နော်ဟုတ်ကဲ့ပါမကြမီလာမီမကြမီလာပါဘူးညီမလေးဟုတ်ကဲ့ပါညီမလေးဟုတ်ကဲ့ပါမမိုင်လေးဒီနေ့ပေါ့နော်အနည်းပညာမိုးကောင်းငယ်အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေအားလုံးရောနောက်ပြီးတော့မမိုင်လေးကိုချစ်တဲ့ဒီ we love myle fan Okay. ဖန်နီအတွက်လည်းအမှတ်တရစကားလေးနှုတ်ဆက်စကားလေးပြောပြပါအောင်ရှင်။ဟုတ်ကဲ့ပါ။အခုပေါ့နော်တ िश ူအားပေးနေကြရဲ့ချစ်ပရိသတ်ကြီးရောပေါ့နော်။ မိုင်းလေးကိုအခုလိုမျိုးအချိန်ပေးပြီးတော့ဒီဖြူတဲ့ဟာလေးကိုကြည့်ရှုနေရချစ်ပရိသတ်ကြီးလည်းအားလုံးကိုလည်းဒီနေ့ကနေကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ we love ဖန်နေပေါ့နော်အားလုံးဒီကျေးဇူးရှင်ထမင်းရှင်တွေအားလုံးပေါ့နောက်ပြီးအပြင်မှာအားပေးနေကြတဲ့ချစ်ပရိသတ်ကြီးရောအများကြီးဒီနေ့ကနေပဲကျေးဇူးတင်ပါတယ်အခုလိုအမတီဖိုးကနေပြီးတော့ပေါ့နော်အခုလိုမျိုးဖြူပေးကြတဲ့ညီမလေးတို့အကိုတို့တွေအားလုံးလည်းဒီနေ့ကနေပဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင်ပြည်သက်များအားလုံးပဲရှင်ဒီနေ့မှဆိုရင်တော့မမိုင်လေးရဲ့ဒါမကြခင်မှာအသက်ထွက်ရှိလာတော့မဲ့သူသီးစီဆိုတဲ့အယ်ဘမ်နဲ့ပတ်သက်တဲ့အကြောင်းတွေရောနောက်ပြီးတော့မမိုင်လေးရဲ့ဒီအလှပါနဲ့ပတ်သက်တဲ့အကြောင်းတွေလှုပ်ဝက်ချက်တွေဒါတွေအားလုံးပြည်သက်တွေအတွက်ရိုက်ကူးနင်းနဲ့တက်ဆက်ပေးကြရပါဖြစ်ပါရဲ့ရှင်ရှိရှိအားပေးကြတဲ့ပြည်သက်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်မိုင်လို့လည်းအမှုပညာမိုးကောင်းတဲ့အဖွဲ့သားများအားလုံးရဲ့ကိုစားကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါညီမလေးတို့လည်းအများကြီးကျေးဇူးတင်ပါတယ်နော်ညီမလေးဟုတ်ကဲ့ပါဒီတော့နောက်ဆုံးအနေနဲ့ပြည်သက်တွေကိုနှုတ်ဆက်လိုက်မယ်နော်ဟုတ်ကဲ့ပါညီမလေးပြည်သက်များ حالویم به چشم بیانی بازی شه. မာပရိသတ်တွေကိုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကလည်းစုံစုံလင်းလင်းရှင်းသွားပြီဆိုတော့ကျွန်တော်နှုတ်ဆက်ရမယ့်အချိန်တော့ရောက်လာပြီခင်ဗျာမနှုတ်ဆက်ခင်မှာပရိသတ်တွေကိုပြောကြားနေကြတိုင်းပဲကျွန်တော်တို့ရဲ့ page ကိုလာလဲကြပါပြီးတော့ကျွန်တော်တို့ကိုဝေဖန်အကြံပြုစကားတွေပြောကြားစေလို့ပါတယ်ခင်ဗျာဝေဖန်အကြံပြုစကားတွေပြောကြားခြင်းနဲ့ဆိုလို့ရှိရင်တော့ www.facebook.com/askanshu မှာပရိသတ်တွေအနေနဲ့ comment ဝင်ရောက်ပြီးတော့ရေးသားပေးလို့ရပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုထုတ်လင်းနေတဲ့ည10:00နာရီနဲ့မနက်12:40အချိန်တော့မှရပ်တဲ့နေရာကနေမှ live ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်လည်း www.mrt tv4.tv ကနေ live ကြည့်ရှုလို့ရတယ်ဆိုတဲ့အကြောင်းကိုထပ်မံပြီးတော့ပြောကြားချင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်ကိုတော့အခုတနင်္လာနေ့ကနေစတင်လိုက်ပါပြီတောက်ကြနေအထိပြည်သက်တွေနဲ့အတူတူရှိနေအောင်ပါပါဒီတော့မနေ့ပြန်မှာကျွန်တော်တို့ပြန်လဲပြီးတော့ဆုံတွေ့ကြပါမယ်ခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်ကိုအစဉ်တစိုက်ကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ဒီနေ့အစီအစဉ်ကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါဦးခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာပြည်သက်များအားလုံးပဲတာယာလှပတဲ့နေ့လေးတည်းကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ